ထိုင်းနိုင်ငံမှာဈေးကြောင်သုံးဆွဲမှုပြန်ကက်တလိုက်တဲ့အကြောင်းပါဝင်နောက်ဆုံးရသတင်းများအားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံဟာဈေးကြောင်ကိုနိုင်ငံရဲ့မူရည်စေဝါဖြင့်ခေတ်သေးစင်းသတ်မှတ်ထားမှုကတော့2022ခုနှစ်မှာဖော်ရှားခဲ့ပါတယ်အဲ့ချိန်ကစလို့ဈေးကြောင်ကိုစိတ်ပန်းဖြေမှုတွေရောင်းချမှုတွေဝယ်ယူသုံးဆွဲမှုတွေစတိုင်မြင့်တက်လာပြီးအလားလာကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လင်းလင်းမြန်မြန်တိုးတက်ကြီးထွားလာနေပါတယ်ဒါပေမဲ့လည်းလက်ရှိမှာတော့ထိုင်းနိုင်ငံဟာဈေးကြောင်သုံးဆွဲမှုကိုပြန်လည်ကက်တပ်ဖို့အတွက်လှုပ်ဆောင်လာခဲ့ပါတယ် စေကြောင့်တရားဝင်အသုံးပြုခွင့်ရရှိအောင်ဦးဆောင်ဦးရင်အားပေးခဲ့တဲ့ဘွန်ချိုင်းတိုင်းပါတီကညွန်ပေါင်းဆွေရတဲ့ကနှုတ်ထက်သွားခဲ့ပြီးရှန်နေငယ်ကြမှာပဲပြည်တွင်းကစေကြောင့်ဝယ်ယူ30ခွင့်မူဝါဒနဲ့ပတ်သက်လို့လှုပ်ခဲမှုတွေပေါ်ပေါက်လာတာပါပြီးခဲ့တဲ့ဇွန်လ22ရက်နေ့မှာဆိုရင်တော့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကဆရာဝန်ရဲ့ထောက်ခံချက်လက်မှတ်မပါရင်စေးကြောင့်မရောင်းပေးဖို့ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။ဒါအစိပန်းပြေဖို့တသက်စေးကြောင့်ဝယ်ယူသုံးဆွဲမှုကိုစတင်ကက်တက်လိုက်တာလည်းဖြစ်ပါတယ်။ ဂျာပင်စေးကြောက်ကိုမူရည်စေဝအမျိုးအစားတစ်ခုပြည့်ပြန်ပြီးတော့စီးရင်သွင်းသတ်မှတ်ဖို့ရှိနေကြောင်းလည်းသိရပါတယ်။လက်ရှိချိန်တွေကြောင်းဒေါ်လာ1ဘီလီယံကျော်လောက်တန်ဖိုးရှိတဲ့စေးကြောက်ထုတ်လုပ်ရောင်းချမှုစီးပွားရေးလုပ်ငန်းတွေနောက်ဆက်တွဲမြေယာမှုတွေကျုံလာကြပါတယ်။ဆက်လက်ပြီးတော့ကနေဒါအစိုးရရဲ့ခီးသွွားသတိပေးချက်ထဲမှာမြန်မာနိုင်ငံပါဝင်တဲ့အကြောင်းကိုတင်ဆက်ပေးကြပါတယ်။ကနေဒါအစိုးရကသူတို့နိုင်ငံသားတွေအတွက်ခီးသွွားလာမှုသတိပေးချက်ကိုမကြသေးခင်ကထုတ်ပြန်လာခဲ့ပြီးတော့ SCN နဲ့မှမြန်မာနိုင်ငံလည်းပါဝင်လာခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့တူမြောက်ကိုရီးယားရုရှားအီရန်အာဖဂန်နစ္စတန်ဆူဒန်ယူကရိန်းလိဗျာနိုင်ငံကလည်းခီးသွွာလာရန်လွန်စွာအနေနဲ့မြန်မာနဲ့နိုင်ငံများပြည်သက်မဲ့ခံလာရပါသည်ပြည်ပကားများမြင့်တက်နေမှုနိုင်ငံရေးမတည်ငြိမ်မှုနဲ့မတရားဖန်ဆီးထင်းသိမ်းခံနိုင်ရမှုအနေနဲ့များရှိနေတယ်ဆိုပြီးတော့ကနေဒါအစိုးရကခီးသွွာတတိပေးချက်ကိုထုတ်ပြန်လာတာပဲဖြစ်ပါသည်ခီးသွွာများနေတဲ့အိဒေတာတွေကိုခီးသွွာလာမှုလုံးဝရှောင်ကျဉ်ကြရန်ကနေဒါနိုင်ငံသားရေးဝန်ကြီးဌာနကလည်းအသိပေးထားခဲ့ပါသည်ကနေဒါနိုင်ငံသားများအနေနဲ့ ဲ့ဒီဒေတာတွေသွားရောက်မယ်ဆိုရင်ကြမ်းဖက်မှုအသွမ်းလာကန့်သတ်မှုတန်တမဲရှိအကူအညီမရပဲဖန်စီထိသိမ်းခံရမှုများကြုံတွေ့ရနိုင်ကြောင်းနဲ့ကနေဒါအစိုးရအနေနဲ့ကူညီပေးနိုင်စွမ်းလဲအလွန်ပင်နေပါတဲ့ကြောင်းသတိပေးချက်တွေမှာပါရှိပါတယ်ဆက်လက်ပြီးတော့ရုရှားကယူကရိန်းသမ္မတဇီလန်စကီလုံခြုံရေးစူးစမ်းမှုတွေရှိခဲ့တဲ့ကြောင်းကိုတင်ဆက်ပေးကြပါတယ်ရုရှားယူကရိန်းစစ်ပွဲအားဆိုရင်နှစ်ချီကြာမြင့်နေပြီဆိုပေမဲ့လည်းလက်ရှိချိန်ထိမဆုံးသက်သေးပါဘူးအမေရိကန်သမ္မတထရန့်ရဲ့ဂျာဝင်ညီနိုင်မှုတွေရှိပေမဲ့လည်း အခုချိန်ထိပြည်လည်မှုမရှိသေးတာပဲဖြစ်ပါတယ်။အနိုင်နဲ့ကောင်းဆောင်တွေပါဝင်နေငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့အတွက်အထားမြောက်သေးတာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ယူကရိန်းဘက်ကလည်းရုရှားကိုတံပြန်စစ်ထိုးမှုတွေပါလှုပ်လာနေကြပါတယ်။ဒါပြင်ရုရှားကယူကရိန်းသမ္မတဇီလန်စကီကိုလှုပ်ကြံရဲစူးစမ်းမှုတွေရှိခဲ့တဲ့ကြောင်းယူကရိန်းဘက်ကချပြလာခဲ့ပါတယ်။ဇီလန်စကီပိုလန်နိုင်ငံလေဆိပ်တစ်ခုမှရောက်နေခြင်း AFV drone ဒါမှမဟုတ် sniper rifle နဲ့လှုပ်ကြံရဲပိုလန်နိုင်ငံသားကိုရုရှားကခိုင်းစေခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ပိုလန်ပြည်တွင်းလုံခြုံရေးအဖွဲ့ရဲ့ပူးပေါင်းတားဆီးနိုင်ခဲ့မှုကြောင့်လုံခြုံမှုထမြောက်ခဲ့တာပဲဖြစ်ပါရည်။ပြီးခဲ့တဲ့နှစ်ကအလွန်ရေးကြီးတဲ့စစ်စင်ရေးတစ်ခုရှိခဲ့ပါရည်။ယူကရိန်းလုံခြုံရေးဌာန SSU ဟာနိုင်ငံတော်လုံခြုံရေးစီမံခန့်ခဲ့မှုအဖွဲ့အတွင်းကဌာနကြီးခဲ့ဖြစ်တဲ့ပုံမှုကြီးတအုပ်ကိုထိန်းသိမ်းခဲ့ပါရည်။သူနဲ့အတူအခြားပုံမှုကြီးတယောက်လည်းဖန်ခံခဲ့ရပါရည်။သူတို့နှစ်ယောက်ကရုရှားဖက်ဒရယ်လုံခြုံရေးဌာနအထူးသဖြင့်စစ်စင်ရေးဆိုင်ရာသတင်းချဲ့လက်ဌာနတွေအလုပ်လုပ်ပေးနေကြတာပါ။သူတို့ကကျွန်တော်တို့ရဲ့သမရ ဇယ်လန်စကီကိုလှုပ်ကြံမှုစီစဉ်နေခဲ့ကြတာပါလို့ယူကရိန်းဒုတိယဗိုလ်ချုပ်ကြီးဘာစီမာရက်ကိုပြောသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာတနေ့တွင်အာဓမ္မပြုကျင်းမှုပေါင်း900ကျော်ရှိခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာနိုင်ငံမှာ2024ခုနှစ်ဇန်နဝါရီကနေဒီဇင်ဘာထိတနေ့တာအတွင်းအာဓမ္မပြုကျင်းမှုပေါင်း900ကျော်ရှိခဲ့တဲ့ဆိုပြီးတော့ပြည်ထောင်စုတရားရုံးချုပ်ရဲ့ချက်လက်တရားသိရပါတယ်။အတိအကျပြောရရင်မရေမှုပေါင်း960နေတိရှိခဲ့တာဖြစ်ပြီးတော့တငယ်မရင်က333မှုထိရှိနေကြတာလည်းဖြစ်ပါတယ် အရေးအပိသားသူတွေကအာတမမှုဟာ229မှုသာရှိနေကြတာကြောင့်နိုင်ငံတော်အသက်ငယ်မရေမှုတွေကပုံများနေကြတာလည်းဖြစ်ပါရင်အချက်အလက်တွေရကတော့အရေးအပိတိုင်းဒေသကြီးကအမှုပေါင်း134မှုနဲ့အများဆုံးပြည့်ရတည်နေကြတာပါရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်လည်းတနေ့အတွင်းမှာအာတမပြုခြင်းမှုပေါင်း64ခုထိရှိနေကြတာလည်းတွေ့ရပါတယ်ဒါပေမဲ့2023ခုနှစ်ရဲ့အချက်အလက်တွေရဆိုရင်အဲ့တော့ကအမှုပေါင်း900ကျော် ရှိကြတာကြောင့်2024မှာရောကြသွားခဲ့တယ်လို့ပြောလို့ရပါတယ် ဆက်လက်ပြီးတော့ရွေးကောက်ပွဲကျင်းပမယ့်အစီအစဉ်ကိုပြောလာတဲ့နောက်ဆက်ကဥက္ကဋ္ဌရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမြောင်လိုင်ဟာဇွန်လ25ရက်နေ့နေပြည်တော်မှာစတင်ကျင်းပနေတဲ့ငင်းချင်းရေးဖိုရမ်ကိုတက်ရောက်လာခဲ့ပြီးမိကုံပြောကြားသွားခဲ့ပါရီ။မိကုံမှာဆိုရင်တော့နောက်ဆက်ကဥက္ကဋ္ဌရွေးကောက်ပွဲကျင်းပမယ့်အစီအစဉ်နဲ့ပတ်သက်ပြီးတော့လေဒီဇင်ဘာလတတိယပတ်မှာစတင်က၄ဘက်အတွင်းရွေးကောက်ပွဲလုံးမှာဖြစ်ကြောင်းပြောသွားခဲ့တာဖြစ်ပါရီ။ကျွန်တော်တို့ကလာမယ့်ဒီဇင်ဘာလတတိယအပတ်နဲ့လာမယ့်2026ဇန်နဝါရီလဒုတိယအပတ်အတွင်း ၄ဘက်အတွင်းမှာရွေးကောက်ပွဲပြီးအောင်လုပ်မှာပါ။ရက်ကတော့ကျွန်တော်တို့ချိန်နေပါပြီ။အဲ့ချိန်ကလည်းတော်တော်လှုပ်ရှုပ်တဲ့ကာလဖြစ်တော့ဘယ်ရက်ကိုကျွန်တော်တို့လုပ်မလဲဆိုတာဘလို့နည်းလမ်းနဲ့လုပ်မလဲဆိုတာကျွန်တော်လည်းစဉ်းစားပါတယ်။အကောင်းဆုံးဖြစ်အောင်စဉ်းစားပါတယ်ဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါပြီ။ဟုတ်ကဲ့ပါရှင်။ဒီနေ့အတွက်တင်ဆက်မှုလေးကိုတော့ဒီမှာပဲရှင်းပါပြစေရှင်။တ िश ုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။